ကျောင်းနိုင်ဖုန်ကြီးကတိမ်ကျောင်းတက္ကမကြီးကိုမတော်ကြံစီကစီရင်မှုဖြစ်ပွားလွန်ခဲ့သောမေလ22ရက်နေ့နနက်10:00နာရီဝင်းကျင်ချိန်ကရန်ကုန်တိုင်းဒေသကြီးလဲကုမြို့နယ်အတွင်းကျောင်းနိုင်ဖုန်ကြီးကတက္ကမကိုဓာတ်နဲ့အဆုံးစီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အောက်ဖုန်ပြည့်ဖုန်ကြီးကျောင်းကိုတိမ်ကျောင်းနဲ့ကားကအစာလူတန်းထားတဲ့တက္ကမကိုကျောင်းနိုင်ဖုန်ကြီးကသူ့ရဲ့အမိနဲ့မကောင်းလို့ဆိုကဖုန်ကြီးကျောင်းမှာတင်ငန်းလာလျှော်ခိုင်းခဲ့လို့သိရပြီးတင်ငန်းလျှော်ပေးနေချိန်မှာအာဓမပြုခြင်းမို့စူးစမ်းတာကို အမျိုးသမီးကလက်မခံတဲ့အတွက်ကြားနဲ့ခုတ်တက်လိုက်တာလို့သိရပါတယ်။သူ့မိနေမကောင်းလို့တင်ကန်းနေလားလျှော်ပေးလို့ပြောတော့အချောင်းတကမာကြီးကလားလျှော်ပေးရပါ။အဲ့ဒီအချိန်အချောင်းကကိုရင်တွေကိုဆုံးခံသွားခိုင်းပြီးသူကမတရားချင်တော့တကမာကြီးကလက်မခံလို့ကြားနဲ့ခုတ်ပစ်တာလို့ဖြစ်စဉ်ကိုဒီနေဒီသားကန်တို့ကညော့တော်ကိုပြောပါတယ်။သိဆုံးသူမှာအသက်43နှစ်အရွယ်ခန့်ရှိပြီးကျောင်းတိုင်ဖုန်းကြီးကလူသက်ပြင်းအောင်ထွက်ပြေးသွားခင်ပဲ15ပိုင်ဖျားနာမှာပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါရယ် သိဆုံးသူကမေလ23ရက်နေ့မနေ့ကမနက်ပိုင်းမှာကောင်းမွန်စွာတကြိုပေးခဲ့ပြီလို့သိရပြီးကျောင်းနိုင်ဖုန်းကြီးကတော့လုံးဝလဲပြီးအရင်ရုပ်ပေါ်ပြင်ဆင်နေကြရလို့လည်းသိရပါဗျ။